ဒီမှာဥစွာတိုင်းသူပြည်သားအားလုံးကျမရှင်လန်းကြပါစေလို့ဆုတောင်းလိုက်ပါတယ်။နိုဝင်ဘာလ၈ရက်နေ့ကြာရောက်မဲ့ရွေးကောက်ပွဲမှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကနိုင်ငံတော်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်နေဆိုတာပြည်သူလူထုရဲ့ထောက်ခံမဲတွေကိုတောင်းခံတာဖြစ်တာကြောင့်ပြည်သူကိုကျမတို့အဖွဲ့ချုပ်ရဲ့မူဝါဒသဘောတရားများနိုင်ငံအတွက်မျှော်မှန်းချက်များနဲ့တမိုင်းဖြစ်စဉ်အချို့ကိုတင်ပြခြင်းပါတယ်။ ဒီမိုကရေစီစနစ်ထူထောင်ရမှာပြည်သူလူထုရဲ့ကန္တာဟာအဓိကပါပဲပြည်သူလူထုရဲ့ဆန္ဒဩဇာအာဏာအပေါ်ခြေခံတဲ့စနစ်ဖြစ်တာကြောင့်ပြည်သူတွေတက်တက်ကြွကြွပါဝင်ကြမှာအောင်မြင်နိုင်မှာပါပြည်သူတွေရဲ့ပါဝင်ပတ်သက်မှုလိုအပ်တယ်လို့ပြည်သူတွေရဲ့ဆုံးဖြတ်ချက်ဟာအင်မတန်အရေးကြီးပါတယ်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဟာပွင့်လင်းထင်ရှားတဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမှတဆင့်ပေါ်ထုတ်လိုက်တဲ့ပြည်သူဆန္ဒကိုလေးစားလိုက်နာပါမယ်လို့ ကမ္မခံပါတယ်။မြို့သားဒီမိုကရေစီဖွဲ့ချုပ်ကို1988ခုနှစ်မှာလူ့ခွင့်ရေးများကိုကာကွယ်ထိန်းသိမ်းမဲ့စနစ်ဖြစ်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့ရည်မှန်းချက်များနဲ့ထူထောင်ခဲ့တာဖြစ်ပါတယ်။ကျမတို့ရဲ့ပန်းတိုင်ရောက်အောင်ကြိုးပမ်းရမှာအကျန်းအဖေရေးအမျိုးသားရင်ကြားစစ်ရေးတဟဇာတဖြစ်ရေးအာဂါရကင်းစင်ရေးစတဲ့သဘောတရားများကိုခိုင်ခိုင်မာမာဆွဲကင်ခဲ့ပါတယ် 29နှစ်အတွင်းအခက်အခဲပေါင်းစုံကိုအဖွဲ့ချုပ်ရဲ့နဲ့အဖွဲ့ချုပ်ဝင်များပြင်းပြင်းထန်ထန်ခံခဲ့ရပေမဲ့ဒီမူဝါဒသဘောတရားတွေကိုလုံးဝလက်မလွတ်ခဲ့ပါဘူးအခုလဲကျမတို့နိုင်ငံတည်ငြိမ်အေးချမ်းစွာပြောင်းလဲနိုင်ရေးအတွက်ဒီမူဝါဒသဘောတရားတွေအရာဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်တမ်းပြမထိပြည်သူမနာတဲ့နေလန်းတွေနဲ့သာဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကိုပြည်ထောင်စုသားအလုံးနဲ့အတူပူးပေါင်း လက်တွဲအကောင့်ထဲပို့လို့တဲ့စန္ဒာနဲ့အညီမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ဟာ1999နှစ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်လူထုရဲ့တခဲနဲ့ထောက်ခံမှုကိုရရှိခဲ့ပြီးမဲ့တိုင်းပြည်တော်ဝင်ကိုထားဆောင်ခွင့်မရခဲ့ဘူးဆိုတာအများသိပြီဖြစ်ပါတယ်ဒါပေမဲ့လည်း1999နှစ်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံသူနိုင်ငံသားများရဲ့ပြင်းပြတဲ့ဒီမိုကရေစီရရှိရေးစန္ဒာကိုဖော်ထုတ်လိုက်တာကြောင့်ကျမတို့နိုင်ငံဒီမိုကရေစီရေးနဲ့အတူ အဖွဲ့ချုပ်ပါဆက်လက်ရှင်းတန်းနိုင်ခဲ့ပါတယ်။မြန်ဆန္ဒရှင်ပြည်သူနဲ့ရဲ့ကျေးဇူးကိုမမေ့မလျော့တန်ဖိုးထားလျက်ပါ။2022ခုနှစ်ကြားပြတ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ခဲ့တာကလည်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့နိုင်ငံအတွက်မျှော်မှန်းချက်တွေကိုတပ်အားသရွေအေးချမ်းစွာဥပဒေပေါင်းအတွင်းကဖော်ဆောင်ဖို့ရာကြိုးပမ်းချက်ဖြစ်ပါတယ်။တရားဥပဒေစိုးမိုးရေးပြည်တွင်းညံ့ရေးဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးတို့ကိုအဖွဲ့ချုပ်ကဲ့ ဥတီကျဲများဖြစ်သတ်မှတ်ခဲ့ပါတယ်။ပြည်သူရဲ့ယုံကြည်ထောက်ခံမှုကျေးဇူးကြောင့်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့မဲဆန္ဒနဲ့44နေရာအနက်43နေရာမှာအနိုင်ရရှိခဲ့ပါတယ်။ကိုယ်စားလှယ်600ကျော်ပါဝင်တဲ့ပြည်ထောင်စုလွှတ်တော်မှ400ကျော်မျှသောကိုယ်စားလှယ်များရဲ့စွမ်းဆောင်နိုင်အားဟာအကန့်အသတ်နဲ့သာ ရှိနိုင်မယ်ဆိုတာပြည်သူများနားလည်နိုင်မယ်လို့ယူဆပါတယ်။ဒီမိုကရေစီအကျိုးပြည်ထောင်စုအကျိုးအတွက်လွတ်တော်တွင်သာမကလွတ်တော်ပြင်ပမှာပါ။ ဖွဲ့ချုပ်ရဲ့ကြိုးပမ်းမှုများကြောင့်ပြည်သူများဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက်ဘာဘာကြောင့်လိုအပ်တယ်ဆိုတာကိုပုံမကျဲကျဲပြန့်ပြန့်သိရှိနားလည်ခဲ့ကြတယ်လို့ယုံကြည်ပါတယ်။ဒါပေမဲ့2012ခုနှစ်ကြားပြရွေးကောက်ပွဲရဲ့ဥတီချက်များကိုထိထိရောက်ရောက်အကောင့်ထဲမပေါ်နိုင်ခဲ့သေးပါဘူး။ပေါ်နိုင်ဖို့ကအစိုးရတာဝန်တွေထမ်းဆောင်ပိုင်ခွင့်လိုအပ်ပါတယ်။ဒီတာဝန်ကို ပြည်သူလူထုကအနှင်းပေးစီလိုတာကြောင့် ယခု2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့ရွေးကောက်ပွဲမှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကပါဝင်ရှင်းပြိုင်မှာပါတရားဥပဒေစိုးမိုးစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးဟာဆက်နွယ်နေပါတယ်ဥပဒေများဟာတရားပြည်အများပြည်သူတွေရဲ့ဘဝလုံခြုံရေးအတွက်ဖြစ်ရပါမယ်ဒါကြောင့်ဖြစ်တန်ရာဖြစ်ပြန်တန်ရာပြင်အသည့်ပြထန်းတန်ရာပြထန်းဖို့လိုပါတယ်တရားဥပဒေများထိရောက်မှုရှိစေရေးအတွက်လုံဆောင်ပိုင်ခွင့်အာဏာကတော့ အုပ်ချုပ်ရေးဆိုင်ရာနဲ့တရားစီရင်ရေးဆိုင်ရာတို့မှသာရှိတာဖြစ်ပါတယ်။တရားဥပဒေစိုးမိုးရေးထိရောက်စွာအကောင့်ထဲဖွင့်နိုင်တာကအစိုးရသာဖြစ်ပါတယ်။ဒါကြောင့်အစိုးရဖွင့်နိုင်ရေးဟာတရားဥပဒေစိုးမိုးရေးဦးတည်ချက်အောင်မြင်ဖို့အတွက်အဓိကကြပါတယ်။2022ခုနှစ်ကြားပြရွေးကောက်ပွဲအကြိုကာလမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပြည်တွင်းငြိမ်းချမ်းရေးဦးတည်ချက်များကိုတင်ပြခဲ့ပါတယ်။ပြည်တွင်းစစ်ရဆဲဖို့အတွက်အဆင့်30နဲ့ဆောင်ရွက်သွားရန်လိုကြောင်း ပထမအဆင့်မှာတနင်္ဂနွေအတိုင်းအတာနဲ့အပြစ်ခတ်ရဆဲရေးဒုတိယအဆင့်မှာနိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပပြီးညှိနှိုင်းအဖြေရှာရေးတတိယအဆင့်မှာတော့ပင်လုံးအခြေခံမူဖြစ်တဲ့ဒန်းတူညီများမှုကိုပိုင်အုပ်ချုပ်ခွင့်စသည်များကို ဖွဲ့စည်းပုံအခြေခံဥပဒေကအာမခံရေးပဲဖြစ်ပါတယ် အခုချိန်မှာတနိုင်ငံလုံးအပြစ်ခတ်ရဆဲရေးဖြစ်မြောက်စေရန်အတွက်သဘောတူညီချက် စာချုပ်ကိုသက်ဆိုင်ရာ အဖွဲ့အစည်းများမကြာမီကာလအတွင်းလက်မှတ်ရေးထိုးထိုင်မဲ့အလားအလာရှိနေတာကြောင့်ပြည်သူပြည်သားတွေဝမ်းသာစွာစောင့်မျှော်နေကြပါတယ်။ဒီအပြစ်ခတ်ရဆဲရေးစာယုတ်စာချုပ်ဟာအပြန်လှန်နားလည်မှု အပြန်လှန်လေးစားယုံကြည်မှုတို့ပေါ်မှာအခြေခံတဲ့တည်တံ့ခိုင်မြဲမဲ့သဘောတူညီချက်ဖြစ်ဖို့ရာကအဓိကဖြစ်ပါတယ်။ အပြစ်ခရဆေးရေးစာချုပ်အောင်မြင်စွာသဘောတူညီလက်မှတ်ရေးထိုးပြတဲ့အခါမှာဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းစေဖို့မဖြစ်မနေလိုအပ်နေတဲ့ထာဝရငင်းချမ်းရေးရဲ့အခြေခံအုတ်မြစ်ချခြင်းဖြစ်တဲ့ဒုတိယအဆင့်နဲ့ဒုတိယတတိယအဆင့်တို့ကိုအကောင့်ထဲပေါ်ရပါမယ်။တကယ်တော့ဒီအဆင့်နှစ်ဆင့်ကိုတပြိုင်တည်းလှုပ်သွားဖို့လိုပါတယ်။ဒုတိယအဆင့်ဖြစ်တဲ့ငင်းချမ်းရေးဆွေးနွေးပွဲကို တာဝန်ယူ ဆောင်ရွက်ရမှာကတော့နိုဝင်ဘာလထွေထွေရွေးကောက်ပွဲမှာထွက်ပေါ်လာမယ့်အစိုးရပဲဖြစ်ပါတယ်။ပြည်သူကလိုလားထောက်ခံခဲ့ရင်ဒီတာဝန်ကိုမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကထမ်းဆောင်မှုထမ်းဆောင်မှုအသင့်ဖြစ်ပါတယ်။ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးရမှန်းချက်ကိုလွန်ခဲ့တဲ့29နှစ်အတွင်းအန်ဒီရဲ့အခက်အခဲမျိုးစုံနဲ့ကြုံတွေ့ရပေမဲ့လုံးဝလက်မလွတ်ခဲ့ပါ။၂030ကစပြီးကျမတို့အဖွဲ့ချုပ်ကဒုတိယပင်လုံညီလာခံကျင်းပရေးကိုဦးတည်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပင်လုံးဆိုတာကတော့ပင်လုံးစိတ်ဓာတ်ရဲ့အနှစ်သာရဖြစ်တဲ့တိုင်းရင်းသားများဗဗံများအပါဝင်အာလုံပူပေါင်းဆောင်ရွက်ခြင်းဖြင့်သာဘုံမျောမြန်းကျက်များကိုအောင်မြင်အေးချမ်းစွာအကောင့်ထယ်ဖော်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်အပေါ်အခြေခံတဲ့ညဉ့်ဉန်းရေးပြည်ထောင်စုရေးဆွေးနွေးပွဲကိုဆိုလိုတာပါယခုတနိုင်ငံလုံးတိုင်းနဲ့ပြည်နယ်အားလုံးမကြမ်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းများဝင်ရောက်ရွေးခန္ဓာဟာ စစ်မှန်တဲ့ပြည်တော်စုဖြစ်ပေါ်လာရေးအတွက်ပြည်တော်စုစိတ်ဓာတ်နဲ့ပြည်တော်စုညီညွတ်မှုကိုကိုစားပြုနိုင်မဲ့ဘ ਹੁ အစိုးရဖွဲ့စည်းနိုင်ဖို့ဖြစ်ပါတယ်။ဘ ਹੁ အစိုးရဟာအမှန်တကယ်ဒီမိုကရေစီစံနှုန်းစံထားများနဲ့ကိုက်ညီမှုရှိပြီးတိုင်းပြည်နဲ့အစိုးရများနဲ့ဟန်ချက်ညီညီကြိုးပမ်းဆောင်ရွက်နိုင်မှသာစစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်တော်စုကိုတည်ထောင်နိုင်မှာဖြစ်ပါတယ်။မတူကွဲပြားမှုကိုအင်အားဖြည့်အောင်လုပ်ပြီးညီညွတ်မှု စ조사포상နိုင်권ကိုအဖွဲ့ချုပ်ကပြည်ထောင်စုသားအားလုံးထံကနေပြီးတော့တောင်းခံခြင်းဖြစ်ပါတယ်။ညီညာရေးဆွေးနွေးပွဲတွေဟာအချိန်ကြာနိုင်ပါတယ်။နိုင်ငံရဲ့အနာဂတ်တစ်ခုလုံးအတွက်ရည်ရွယ်တဲ့သဘောတူညီမှုများကိုအစောတလျင်မရယူဘဲအသေးချာတိုင်ပင်ဆွေးနွေးအဖြေရှာတာဟာမှန်ကန်တဲ့လုပ်ရပါ။သို့တော်လည်းအကန့်အသတ်မရှိအချိန်ဆွဲနိုင်တဲ့အနေအထားမဖြစ်ဖို့လဲအင်မတန်အရေးကြီးပါတယ်။ဆွေးနွေးပွဲတွေကထွက်ပေါ်လာမဲ့သဘောတူညီချက် မှုကိုတွေကို အများဆုံးအကောင်အထည်ဖော်နိုင်ဖို့ကလည်းအရေးကြီးပါတယ်။ဒါကြောင့်ဒုတိယအဆင့်လိုတတ်မှတ်တဲ့ဆွေးနွေးပွဲများနဲ့ဒီပိုင်းနဲ့ထဲမှာတတိယအဆင့်လိုတတ်မှတ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲရေးကိုလည်းလုပ်ကင်ဆောင်ရဲသွားမှာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပြောင်းလဲရာမှာတပ်မတော်ရဲ့ကန္တာကအဓိကဖြစ်တယ်ဆိုတာကျမတို့ပြည်သူပြည်သားများအသိဖြစ်ပါတယ်။ပြင်ဆင်ပြောင်းလဲရေးနဲ့ပတ်သက်လို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရဲ့အမြင်နဲ့တမတော်ရဲ့အမြင်ဟာတထထဲမဟုတ်ဘူးဆိုတာလေပြည်သူပြည်သားများအသိဖြစ်ပါတယ်။သို့တော်လည်းဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးရဲ့အနာကတည်ငြိမ်တောက်ပရေးကိုလူလားတဲ့နေရာမှာတမတော်နဲ့ကျမတို့အကြားလုံးဝကွဲပြားမှုမရှိဘူးလို့ယုံကြည်ပါတယ်။ဗိုလ်ချုပ်ဆန်းကပြည်သူတွေနဲ့ထူထောင်ခဲ့တဲ့ပြည်သူတမတော်ကိုပြည်သူအကျိုးကိုသာဥတီဆောင်ရွက်တဲ့ပြည်သူချစ်တဲ့အဖွဲ့အစည်းဖြစ်ပြည်သူပြည်သားများကပြင်ပြစွာမြင်နေလို့ရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့လာမယ့်ရွေးကောက်ပွဲတွေမှာထွက်ပေါ်လာမယ့်ပြည်သူ့ဆန္ဒကိုလေးစားကာကွယ်ရေးများအပါအဝင်နိုင်ငံရဲ့ကံကြမ္မာမှာဖန်တီးဖို့အတွက်ပတ်သက်တဲ့ကိစ္စအဝဝပြည်သူနဲ့တမတော်တသားတည်းရှိဖို့ကိုလေးလေးနက်နက်လိုလားနေကြပါတယ်အဖွဲ့ချုပ်ဟာမြန်မာတမတော်ကိုဒီမိုကရေစီစံနှုန်းစံထားများနဲ့အညီတိုးတက်ခင်မီပြည်စုံစွာပြည်သူတွေလေးစားချစ်ခင်မှုကြောင့် ကမ္ဘာအလေတင့်တယ်တဲ့နိုင်ငံနဲ့ပြည်သူလွတ်လပ်လုံခြုံအေးချမ်းရေးတို့ကိုအခိုင်အမာကာကွယ်ပေးမဲ့နိုင်ငံကအားကိုးရတဲ့အဖွဲ့အစည်းဖြစ်စေလိုပါတယ်။ဖွဲ့ချုပ်နဲ့တမတော်ကြားတန်တရားတွေဖယ်ရှားပြီးပြည်ထောင်စုအရေးဒီမိုကရေစီရေးတွေအပြန်အလှန်ယုံကြည်လေးစားစွာပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးမှာလဲနိုင်ငံရဲ့တည်ငြိမ်မှုပြည်သူတွေရဲ့နှလုံးစိတ် ဝမ်းအေးချမှုတို့ကိုမထိခိုက်စေဘဲပြည်သူဆန္ဒနှင့်ကိုင်းညီစွာအတူလှုပ်ဆောင်ကြပါれဖွဲ့ချုပ်ဟာပြည်သူပြည်သားအားလုံးအေးချမ်းတည်ငြိမ်စွာရှင်သန်ပြီးလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်နိုင်မဲ့လူအဖွဲ့အစည်းကိုထူထောင်ကြပါれ29နှစ်ကျော်အတိုက်ခံအဖွဲ့အစည်းတစ်ခုအနေနဲ့ရုန်းကန်ခဲ့ရတဲ့ပါတီဟာနိုင်ငံအစိုးရတာဝန်တွေကိုထမ်းဆောင်နိုင်တဲ့အရေးချင်းရှိနိုင်ပါမလားလို့တချို့ကစောတက်တာတက်ပါတယ် ရှင်းနိုင်ယုံကရှိကိုရှိပါတယ်လို့ကျမကရဲရဲကြီးပြောဝင်ပါတယ်။ဒါဝင်တရက်ကိုကြေပြွန်စွာထမ်းဆောင်နိုင်ဖို့အတွက်အတိနှရလိုအပ်ပါတယ်။ဘာကိုမလုပ်သင့်ဘာကိုလုပ်သင့်ဆိုတဲ့အတိနှရပါပဲ။ဘာကိုမလုပ်သင့်နဲ့ပတ်သက်လို့တော့လွန်ခဲ့တဲ့နှစ်ပေါင်း90အတွင်းမြန်မာနိုင်ငံကိုအရှိတောင်အာရှရဲ့အတောက်ပါဆုံးကျဲအဆင့်မှမိမ့်မိန်သေးသိမ့်တဲ့မထင်မရှားဂျူလီအဖြစ်ရောက်ရှိသွားစေတဲ့ဖြစ်ရပ်တွေကိုလေ့လာပြီးသင်ခန်းစာတွေအများကြီးရနေပါပြီ။ ဘာတွေလုပ်တင်တယ်ဆိုတာကတော့ပြည်သူတွေကသင်ကြားပေးလို့သိနေရတာဖြစ်ပါတယ်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့2015ခုနှစ်ရွေးကောက်ပွဲကြေညာစာတမ်းမှာပြည်သူလူထုရဲ့ဘဝတွေကောင်းမွန်မှန်ကန်စွာ ပြောင်းလဲနိုင်ဖို့အတွက်လှုပ်ဆောင်ရန်ရည်မှန်းချက်များကိုဂန္ဓာလေးရခွဲပြီးတင်ပြထားပါတယ်၁တိုင်းသားရေးနဲ့ပြည်တွင်းညီညာရေး၂တိုင်းသားပြည်သူတရားလုံးအေးချမ်းလုံးကျုံစွာလက်တွဲနေထိုင်ရေးကိုအာမခံချက်ပေးနိုင်မဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရားပေါ်ထွန်းရေး သုံးပြည်သူလူထုအတရားမျှတစွာ အကာအကွယ်ပေးမဲ့အုပ်ချုပ်မှုစနစ်တရားပေါ်ပေါက်လာရေးလေးလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်ပါတယ်ဒီရေမှန်းချက်အလုံးကိုတတ်မှတ်ရမှာပြည်သူတွေရဲ့အတန်တွေနားထောင်ပြည်သူတွေရဲ့မျက်နှာတွေကြည့်ပြီးပြည်သူတွေရဲ့ဆန္ဒတွေပေါ်အခြေခံထားတာဖြစ်ပါတယ်နိုင်ငံတာဝန်ပြည်သူတွေနဲ့ဆွေးနွေးခွင့်ခ ਾਇ ရခဲ့တဲ့အခါမှာပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုတွေအခက်အခဲတွေမျှော်လင့် တောင်းတချက်တွေကိုကြားသိခဲ့ရပါတယ်။အဖွဲ့ချုပ်ရဲ့လွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအောက်မှာစီးပွားရေး၊တောင်းသူလယ်သမား၊မွေးမြူရေးနဲ့ရေလုံငန်းအလုပ်သမား၊ပညာရေး၊ကျန်းမာရေးစသဖြင့်အပိုင်း၁၂ပိုင်းပါဝင်ပါတယ်။ပြည်သူများရဲ့အဓိကလိုအပ်ချက်များကိုပြည်သူဖြည့်ဆည်းပေးရန်ဦးတည်တဲ့မူဝါဒစီမံကိန်းများဖြစ်ပါတယ်။ယခုနိုဗ ెంబ ာလရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ60ကျော်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ် ပါတီတိုင်းဟာမိမိတို့ရဲ့သဘောထားရည်ရွယ်ချက်တွေကို နိုင်ငံသည့်တင်ပြပြီးပြည်သူတွေရဲ့ထောက်ခံမှုကိုတောင်းယူကြမှာဖြစ်ပါတယ်။ထောက်ခံမှုတောင်းတယ်ဆိုတာယုံကြည်မှုကိုတောင်းဆိုတာပါပဲ။ဘယ်ပါတီကိုယုံကြည်ထောက်ခံရမယ်ဆိုတာကိုပြည်သူတွေကဆုံးဖြတ်ရမှာပါ။မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကပြည်သူတွေရဲ့စစ်ဆေးသုံးသပ်ချက်ကိုရဲရဲခံနိုင်ပါတယ်။အဖွဲ့ချုပ်ဟာမြစ်တီခါကာမှာတိုင်းပြည်နဲ့ပြည်သူထိခိုက်နေနာအောင်မလုပ်ခဲ့ပါ။ အဖွဲ့ချုပ်ဟာနိုင်ငံရေးအရာရှင်ပြိုင်တဲ့နေရာမှာစီမင်းစစ်ကမ်းပေါင်းအတွင်းကအစဉ်လှုပ်ဆောင်ခဲ့ပါတယ်။အဖွဲ့ချုပ်ဟာမတရားမှုများကိုခိုင်ခိုင်မာမာဆန့်ကျင်ခဲ့သော်လည်းမြေသိပုဂ္ဂိုလ်အဖွဲ့အစည်းကိုမှလုပ်ငန်းပိုင်းဆိုင်ရာဘောင်ကိုကျော်လွန်ပြီးတိုက်ခိုက်ခြင်းမပြုခဲ့ပါ။အဖွဲ့ချုပ်ကပြည်သူကိုပေးခဲ့တဲ့ဂတိကဝတ်တွေမြေသိခါကားမှမချိုးဖောက်ခဲ့ပါ။အဖွဲ့ချုပ်ဟာပြည်သူကိုလိန်လဲလက်ပြား၍တော်၎င်းချင်းချောက်၍တော်၎င်းစီယုံဆွေးဆောင်ခြင်းမပြုခဲ့ပါ။ 1988ခုနှစ်စတင်ဖွဲ့စည်းခြင်းကစပြီးယခုတိုင်ပြည်သူကိုလေးစားပွင့်လင်းစွာဆက်ဆံခဲ့သည့်အတိုင်းဆက်လက်ပြီးလှုပ်ဆောင်သွားမည်မှာအဖွဲ့ချုပ်ကခိုင်မာတဲ့တန်ဋိဌာန်ဖြစ်ပါတယ်။ပြည်သူတွေအနှင်းတဲ့တာဝန်ကို ဖြောင့်မတ်စွာအကောင်းဆုံးထမ်းဆောင်ဖို့ကအဖွဲ့ချုပ်ရဲ့ဂုဏ်သိက္ခာနဲ့အသက်ပဲဖြစ်ပါတယ်။ နိုဝင်ဘာလ၈ရက်နေ့မှာကြာရောက်မဲ့အထွေထွေရွေးကောက်ပွဲကြီးမှတဆင့်ပြည်သူများကအဖွဲ့ချုပ်ကိုအစိုးရတာဝန်ထမ်းဆောင်နိုင်ရန်ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချပေးစီခြင်းပါတယ်။ဒီလိုတာဝန်ထမ်းဆောင်ခွင့်ရခဲ့ရင်အမျိုးသားရင်ကြားစစ်ရေးတဟဆတာဖြစ်ရေးအာဂါရကင်းစင်ရေးမူများကိုအစဉ်တစိုက်နှလုံးသွင်းပြီးဒီမိုကရေစီပြည်ထောင်စုကြီးထွန်းကားရေးအတွက်မြို့တော်ကမှရန်သူသဖွဲ့မတတ်မှတ် အခြားအဖွဲ့အစည်းများကို လက်ကမ်းကြိုဆိုကအတူလှုပ်ဆောင်သွားဖို့ခိုင်ခိုင်မာမာခံယူထားပါတယ်။မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဟာပြည်သူများရဲ့ဆုံးဖြတ်ချက်ကိုနှေးစားလိုက်နိုင်မှာဖြစ်ပါတယ်။ပြည်ထောင်စုမြန်မာနိုင်ငံတဟွန်းပြည်သူပြည်သားအားလုံးကြမ်းချမ်းသာကြပါစေ။ဘေးအန္တရာယ်အပေါင်းမိုက်ကျင်းဝေးကြပါစေ။နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ကောင်းကျိုးလိုရာဆန္ဒအဝါဝါနဲ့ပြည့်စုံနိုင်ကြပါစေ။